ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကတင်ပိုက်တဲ့အချိန်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရဘဲနဲ့တေဆုံနဲ့ပျောက်ဆုံးစရင်ဝင်ထားတဲ့အရာရှိစစ်သည်များရဲ့ကြံရည်သူမိသားစုနဲ့ဇနီးများအားလုံးကိုစစ်ကောင်စီကခံစား권နဲ့လာစာများ ထုတ်ပေးမှုများကိုရပ်ဆိုင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကက် MNDAA က2024ခုနှစ်ဩဂတ်လမှာလာရှုံမျိုးနဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ပိုင်းမှာလာရှုံမျိုးနဲ့ရမခကို MNDAA ကတင်ပိုက်ပြီးတဲ့နောက်လွတ်မြောက်ခဲ့ကြတယ်။ကံရည်သူမိသားစုဝင်များနဲ့ဇနီးများက မိုင်းရည်နဲ့တန်ရမ်းမှာအခြေစိုက်ထားတဲ့တပ်များနဲ့တပ်အရာရှိများထံကိုဆက်သွယ်ပြီးတော့သတင်းပေးပို့ခဲ့ကြတယ်လို့သိရပါဗါးလာရှိုးနဲ့ရမခကြဆုံးပြီး2လအကြာ2024ခုနှစ်အော်တိုဘာလကစတင်ပြီးတော့တေဆုံးပျောက်ဆုံးနဲ့လက်နက်ချအညံ့ခံခဲ့ကြတယ်ကြံရည်သူဇနီးများနဲ့မိသားစုဝင်များကိုခံစားခွင့်လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့တယ်လို့သိရပါဗါးကို့အမျိုးသားရဲ့လစာတွေကိုကြံရည်သူဇနီးနဲ့မိသားစုတွေကိုမနေ့ကအော်တိုဘာလမှာပြန်ပြီးတော့စထုတ်ပေးတယ်အပြည့်တော့မရပါဘူး ်ရနေကြလာစားရဲ့တဝက်ကိုပဲပေးတယ်တချို့တက်တွေမှာတော့လူကြီးကောင်းရင်အပြည့်ရတယ် အဲ့ဒါတော့အခုမရတော့ဘူးရက်သွားပြီဘာလို့လဲမေးတာလဲမသိဘူးလို့ပဲပြန်ပြောတယ်တချို့ကလစာထုတ်မရတာ၄လလောက်ရှိနေပြီတချို့ကြတော့လဲမက်လာနဲ့ AP လကစပြီးတော့ထုတ်ခွင့်မပေးတော့ဘူးလို့ပြောတယ်တရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းတာလို့ပြောတယ်အရာရှိရောစစ်တီရောအကုန်လုံးဘာမှထုတ်ခွင့်မပေးတော့တာလို့လာရှိုးမှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတဦးရဲ့ဇနီးကရှင်းပြထားပါတယ်ဒါအပြင်လာရှိုးမှာတိတ်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကြံရည်သူမိသားစုဝင်များဟာလည်းအသက်အာမခံကြီးအပါဝင် ဘာခွင့်ရေးမှစစ်ကောင်စီထံကမရခဲ့ဘူးလို့ပြောပါတယ်။သေဆုံးသွားတဲ့စစ်သည်နဲ့အရာရှိများရဲ့အလောင်းမပြနိုင်တဲ့သူတွေကို6လစောင့်ခိုင်းထားပြီးတော့6လကျော်မှကျန်းမာသူမိသားစုအတွက်ခံစားခွင့်ရရှိရေးစောင့်ရွက်ပေးမယ်လို့ပြောဆိုခဲ့တယ်လို့စစ်ကောင်စီကဂရိမတီးဘူးလို့ကျန်းမာသူတပ်မိသားစုဝင်များကပြောဆိုနေကြပါတယ်။သေဆုံးဆိုရင်လည်းပျောက်ဆုံးစေရင်နဲ့ထည့်ပြီးတော့6လစောင့်ရမယ်လို့ပြောတယ်။တကယ်တမ်း6လကျော်မှဘာသတင်းမှမကြားရရင်အတအာမကန်နဲ့အခြားခံစားခွင့်တွေရရှိရေးအတွက်လုပ်ပေးမယ်လို့ပြောတာပဲ။ အခု6လကျော်တဲ့အပြင်7လတဲတောင်ဝင်နေပြီဘာမှလည်းလုံမပေးဘူးဘာမှလည်းအကြောင်းမကြဘူးတွမ်းမေးရင်လည်းလုံနေပါတယ်ပဲပြောတာပေသွားတဲ့သူတော်မှအယိုးဆွေးနေလောက်ပြီလို့လာရှိုးအခြေဆိုင်ထောက်ပို့တက်6နဲ့6ကစစ်တီတအုပ်ရဲ့မိခင်တအုပ်ကရှင်းပြထားပါတယ်လာရှိုးရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိမ့်ပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်းနဲ့ပျောက်ဆုံးတေဆုံး ဖမ်းဆီးခြင်းခံခဲ့ရတဲ့စစ်တပ်အရာရှိစစ်သည်များရဲ့ကြံရည်သူမိသားစုဝင်များဇနီးများဟာနေစရာလိုင်းကမ်းများလည်းမရရှိပဲနဲ့ပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနဲ့နေထိုင်နေရတယ်လို့သိရပါဗါဒါကြောင့်အချက်ပတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းထံကိုအတနာခံစားများအကြိမ်ကြိမ်တင်ပြကြတော့လေဒစုံတရားထူးခြားလာခြင်းမရှိဘူးလို့ကျဲသူမိသားစုဝင်များကပြောပါတယ်ယခုခါမှာတရုတ်နိုင်ငံရဲ့ဂျာဝင်စွပ်ဖတ်မှုနဲ့စစ်ကောင်စီကလာရှိုးမျိုးပေါ်စက်နှစ်ရက်ကွက်ကို MNDA ထံမှပြန်လည်ရယူထားပြီးဖြစ်ကြောင်းတင်ပြရရှိပါရယ်ခင်ဗျာ